အမေရိကန်ဗင်္ဂလားဒေ့ရဲ့ဒေသလင်္ကာလေတဲ့တွေပူပေါင်းပြီးလေ့ကျင့်တဲ့အစီအစဉ်တစ်ခုကိုဗင်္ဂလားဒေ့ရဲ့နိုင်ငံစစ်တကောင်းမြို့မှာစက်တင်ဘာလ15ရက်နေ့ကစတင်ခဲ့ပါတယ်။ Pacific Injury 3လို့နာမည်ပေးထားတဲ့ဒီလေ့ကျင့်မှုကို American Pacific Leader ကအဦးဆောင်ကောင်တယ်ဖော်ပြီး၄ရက်ကြာမြင့်မှာပါ။ပူပေါင်းလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်ကတော့တဘာဝဘေးရန်နေဆိုင်ရန်တွန့်ပြန်မှုစွန့်ရည်ပုံမှုအကောင်းလာစေဖို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရတဲ့လုပ်ငန်းတွေပုံမှုထိရောက်စွာလှုပ်ဆောင်နိုင်ဖို့ဒေတာတွေမိဖက်ပူပေါင်းမှုတွေပုံမှုမြင့်တင်ဖို့လို့ကြေညာထားပါတယ်။ ဒီအပိုင်းလိုက်လှုပ်ဆောင်မဲ့ Pacific Agency လေ့ကျင့်မှုတွေကိုအမေရိကန်စစ်မှုထမ်းတွေကဒေတာရင်းမိဖက်စစ်တပ်တွေနဲ့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။အကြတဲ့ကာလတွေမှာအပြန်အလှန်ပူးပေါင်းလှုပ်ဆောင်မှုစွမ်းရည်ကိုချက်ထွင်ဖို့နဲ့အဓိကရည်ရွယ်လှုပ်ဆောင်လေ့ရှိတယ်လို့ဆိုပါတယ်။စစ်တကောင်းကလေ့ကျင့်မှုတွေကအတဘာဝဘေးအန္တရာယ်ဆိုင်ရာတွန့်ပြန်ရေးစီမံတွေအပအဝင်ကျယ်ပြန့်စုံလင်တဲ့အခြေအနေတွေမှာအာတရုတ်ပြည်လေ့ကျင့်သွားမယ်လို့ဆိုပါတယ်။စီတင်နေနေမှာကေဇေးရေးနဲ့ရှာပရီစီမီပြင်စေယုံတွေတိစောက်ပြီးလေတက်ကပူးပေါင်းပါဝင်မှာလည်းဖြစ်ပါတယ်။ စစ်ကောင်ကဘင်္ဂလားဒေ့ပင်လယ်အော်နဲ့ဆက်ဆက်တည်ရှိနေပြီးဆန်ကလုံးမုန်တိုင်းတွေနဲ့ရေကျင်းမှုတခြားသဘောဝအနေအရီလည်းကြုံတွေ့နိုင်ခြင်းမြင့်မြင့်မာမာရှိနေတာကြောင့်အခုလိုလင်းကျင်းမှုတွေတိတ်ရေကြီးတယ်လို့ဘင်္ဂလားဒေ့လေတပ်ကတော့ပြောပါတယ်ဒီလေကျင်းမှုတွေကလက်တွေ့ကြုံလာနိုင်တဲ့အခြေအနေတွေကိုရည်ရွယ်ပြင်ဆင်ထားတာဖြစ်တယ်လို့အင်ဒိုပစိဖိတ်ဒေသမှာပုံမူတည်ငြိမ်လုံခြုံဘေးကင်းတဲ့ရုပ်ဝန်းကိုဖန်တီးနိုင်ဖန်တီးလိုတဲ့နိုင်ငံအသီးသီးရဲ့ဆန္ဒနဲ့လည်းကန့်ညီမှုရှိတယ်လို့ထုတ်ပြန်ကြပါတယ်။အမေရိကန်တရားလိမ်ကနေဘင်္ဂလားဒေ့ရှ်ကိုစီးရီးလေ့ကျင့်နေတဲ့တစ်ချိန်တည်းမှာပဲအိန္ဒိယလေတပ်ကလည်း ရုရှားနဲ့ဗီလာရူပူးတွဲလေ့ကျင့်နေတဲ့ဒီလေ့ကျင့်မှုကိုတွားပြီးတော့ပူးပေါင်းဆောင်ရွက်ခဲ့တာတွေရှိပါတယ်မြန်မာနိုင်ငံအနေနဲ့ပထဝီနိုင်ငံကြီးကကြည့်မယ်ဆိုရင်လည်းအမေရိကန်စစ်တကောင်ထိရောက်ရှိလာပြီဖြစ်တယ်လို့အိန္ဒိယကလည်းရုရှားပြည်တို့နဲ့ပုံပုံနီးစပ်လာတာကိုတွေ့ရပါတယ်။ဒီခင်းကျင်းရနေပြီးတော့ရှေ့လျှောက်ပြီးတော့မြန်မာနိုင်ငံရဲ့အပြောင်းအလဲတစ်ခုဖြစ်လာမလား။ဒါမှမဟုတ်ရင်တရုတ်ရဲ့ဒီအပြိုင်မှုတွေမြန်မာအတွက်အဆိုးကျဖြစ်လာမလား၊ကောင်းကျဖြစ်လာမလားဆိုတော့ဒါဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။